ာပါခင်ဗျာကျွန်တော်တို့ဒီ declaration post ကိုအမြဲတမ်းကြည့်ရှုအပ်ပေးနေမိပါပြီသူများခင်ဗျာဒီနေ့ကတော့အထူးအစီအစဉ်ဒီရက်နေနဲ့ကျွန်တော်တို့အစီအစဉ်တစ်ခုတင်ဆက်ပေးသွားဖို့ရှိပါတယ်ဒါကတော့ကျွန်တော်တို့ federal အခြေခံမှုများသဘောတူညီချက်ရရှိရေးနဲ့ဒီ Saudi အကြံပေး committee ဥပဒေကိုဖိတ်ခေါ်ပြီးတော့သူတို့ခုတလောကျွန်တော်တို့ dollar ရင်းညာဆိုရေးချာမှာ federal သဘောတူညီချက်တစ်ခုပေါ်ပေါလာဖို့စ조사အားထုတ်မှုတွေကိုကျွန်တော်တို့ဆွေးနွေးပေးသွားမှာပါတယ်ဆရာကျွန်တော်တို့ကိုအခုလိုအချိန်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ တော်ကျေးဇူးတင်ပါဟုတ်ဆရာပထမဆုံးအနေနဲ့ကျွန်တော်မေးချင်တာကဒါဆရာတို့အဖွဲ့ကဘယ်လိုစုဖွဲ့ဖြစ်တယ်လဲကောမဒီဝင်ဦးကြီးကဘယ်လောက်ရှိတယ်လဲဆိုရဲဟာနဲ့ NUG နဲ့ဆရာတို့ကတူတလားအခု NUG ကအတွင်ကိုပြောင်းရှိပြောင်းလဲအတွက်စုဖွဲ့မှုစ조사နေတဲ့ဟာနဲ့တူတလားအဲ့ဒီဟာလေးကိုပထမဆုံးအနေနဲ့အာဆွေးနွေးပေးပါဦးနော်ကျွန်တော်တို့ကောမဒီရဲ့ရစဖွဲ့တော့ကောမဒီမဟုတ်ဘူးအရင်ကတော့ team board 第一年呢，讲的讨论十多，呃，第三班的十里嘛，三百嘞。就那都三百的话，都可能要不，不，就那都不准十里要死的。诶，那讨论十里，六班的十里嘛，叫做准备搞不定，撇表来的，把他们都话定嘛。因为就那都也搞不定，个的 NUG 呢，我们上。ဆက်ဆံမှုလည်းမရှိဘူး။အဓိကကကျွန်တော်တို့စံပေးကော်မတီကဒီ Federal Constitution Agreement အမြန်ဆုံးပေါ်ပေါ်ဒီနိုင်ငံမှာပြည်ပြည်ဒီတိုင်းသားတွေကြား ပြည်ဒီဒီဒီပြည်တော်စုကြီးမှနေပိုင်မဲ့ဒီတိုင်းလားတွေကျမ်းမာဒီအခြေခံဘောတူညီစာချုပ်အများဆုံးပေါ်ပါဖို့အရင်ရေးကြည့်တယ်လို့ကျွန်တော်တို့ကရှုမြင်တယ်အဲ့တော့ကြောင့်ကျွန်တော်တို့တော်ကော်မတီကစူးစမ်းနေတယ်ဖြစ်ဟုတ်ကဲ့ဆရာဒါဆိုရင်ဆရာတို့ဂျန်ပေးကော်မတီကဒီလှုံ့ဆော်မှုအနေနဲ့အခုမကြာခင်မှာလဲကျွန်တော်တို့အတဘောတုံကြီးချက်တဆုံတရားရရှိနိုင်ရေးပထမအစည်းအဝေးပူချင်းပါဖို့ပြင်ဆင်နေတယ်လို့ကျွန်တော်တို့သိထားရတယ်ဆိုတော့ဆရာတို့က အယူကြီးလေးမဟုတ်ဘူးဆိုတော့ဆရာတို့ရဲ့အဓိကဥစည်းဥဆောင်မူကန္တာကဘလို့ဖြစ်မလဲပေါ့နော်ဘလို့နားလေရမလဲဒီအဓိကအစိုးရဖွဲ့ဖို့လားဆရာတို့ကိုယ်တိုင်ကဘယ်အတိုင်းတာထိလုတ်ပိုင်ခွင့်ယူပြီးတော့မှဒီဟာကိုတိုင်းတိုင်းအင်အားစုတွေချက်သဘောတူညီချက်တက္ကသိုလ်တရားရရှိအောင်စူးစမ်းဖို့ပြင်ဆင်နေတယ်လေပေါ့နော်ဆရာတို့ရဲ့လုတ်ပိုင်ခွင့်ပေါ့ကိုဘယ်လိုဘယ်လိုသတ်မှတ်ထားတယ်ခင်ဗျကျွန်တော်တို့ရဲ့အခန်းကဏ္ဍကကျွန်တော်တို့ကိုယ်တိုင် 所有废物的货物，这个的多难以办嘛？货 <noise>，但没好难办，起码呃，十几块钱的，多难以办，多难以办啊！千万特别的法律避让组吧，法律的目的是避让组，废物法律的少部土地片，过几年嘛，过了过几年，澳洲南部，前几年嘛，个几年澳洲南部，上半年嘛，上澳洲南部，下底阿片部，当然，这个订单嘛，当然，呃，澳洲南部，过。 七條咁內先就代表會嚟嘅，有講早嘅，比比呢啲批報嘅，對，我睇呢，比呢未報嘅，比呢批報嗱，你咪呢度話，呢批報招展嘅，啲嘢好嘅，啲嘢好嘅，即係啱啱，講到講到呢只，全部排講到講到呢只，發出嘅《體量組》嗰啱都都啲三五零數咧，誒發出嘅《Constitution》三五二，對，前面啲七間冇都幫咗人 extra 啲人出嚟，誒啲嘢七間冇。 ပေါ်တူညီချက်ရဖို့ကျွန်တော်တို့က facilitate ကိုဆိုဒီအစည်းအဝေးဖြစ်မြောက်ဖို့အစည်းအဝေးမြန်ဆုံးဖြစ်မြောက်ဖို့အတွက်တွန်းအားပေးတဲ့ဖွဲ့အနေထားပဲဖြစ်တယ်အဲ့ဒီမှာဒီ agreement စာချုပ်ချုပ်ပြတဲ့ဆိုလို့ရှိရင်အဲ့ဒီထဲမှာကျွန်တော်တို့အချက်တွေတဲ့ရတာဥစားပါတော့ပေါ့ဒီအကြံပေးဖို့ဒီဟာအမြန်ဆုံး Federal Revolution Government ဖွဲ့တဲ့ဖွဲ့ရမှာဖြစ်တယ်ဒီဟာကိုအောင်မြင်ဖို့ပြီးလို့ရှိရင် Federal Army ဖွဲ့ဖို့လို့လည်း ဖက်ဒရယ်တမတော်ဖွဲ့ဖို့လို့လေဖက်ဒရယ်ကွန်စတီကျူရှင်းခုညံဆုံးပေါ်ပေါက်လို့လေဒီဟာနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ road map plan ရှိရမယ်ဘယ်လိုဘယ်လိုပုံစံတော့မှတ်တည်မြောင်းနိုင်ကလာလုံးစတဲ့ပြည့်အဲ့ဒီအဲ့ဒါကတိုင်းနာကောင်းဆောင်တွေပဲအစိုးအစိုးရဖွဲ့ဖွဲ့ရမှာကျွန်တော်တို့ပေါ့လက်ရှိချိန်မှာဆရာတို့ကအဓိက facilitate လုပ်မယ်အစိုးရအထားမြုပ်အောင်ဂျူပန်ပေးမယ်တောင်ကိုအဓိကယူမှာဆိုတော့ဆရာတို့အနေနဲ့ဒီမတိုင်ခင်မှာစတင်ပြီးတော့မှလှုပ်ရှားမှုတွေ လုတ်ခဲ့တာကလည်း2020 2023တောင်ခန့်မှဖြစ်တယ်ဆိုတော့ဟိုကျူတင်ပြီးတော့မှအဖွဲရှိတိုင်းကလည်းယုံကြည်မှုရအောင်တော့မဟုတ်ဒီဆရာတို့ idea ကိုလက်ခံလာအောင်ကျူတင်ပြီးတော့မှတွေးဆစကားပြောထားတာမျိုးလို့ရှင်းယုံထားတာမျိုးလို့ရှိလာဆရာဟိုဒီနှစ်ပေါ်2020ကမတိုင်ခင်ထိကြတော့အဲကျူတင်စီယုံထားတာတော့မရှိဘူးဒီ2020ဇန်နဝါရီနောက်ပိုင်းတော့အချို့ တိုင်းနာဖွဲ့ကောင်းဆောင်နေတဲ့တော့စကားပြုတ်ပြစ်နဲ့ဆက်သွယ်ပြီးတော့ဒီ Federal Constitution Agreement အရေးကြီးကြောင်းတို့လည်းအဲကျွန်တော်ပြောတဲ့ဒီချုပ်ဘုကောမတီဝင်မှာချုပ်ရဟိုတို့လည်းလက်ခံတယ်ဒီဥစ္စာအရေးကြီးတယ်အများကြီးတော့မဟုတ်ဘူးအခုချိန်ရတော့ကျွန်တော်တို့က22ဖွဲ့တိကိုစာပို့ထားတယ် USA DNA တွေပါဝင်ပေါ့တိုင်းနာရဟိုကောင်းဆောင်ဥက္ကဋ္ဌတွေလိမ့်မှုပြီးတော့ဒီအစည်းအဝေးအမြန်ဆုံးကျင်းပဖို့ကျွန်တော်တို့တရားထားတယ်ပေါ့ဒီလိုဝင်ပါမှာဟော ဆရာတို့ဒီအအဖွဲရှိ20ဖွဲကိုလေးဖိထားပြီးလို့ကျွန်တော်တို့တီးထားရပြီးတော့ဆရာတို့ဒီအဂျင်ဒါသူတို့ဖြစ်ဆရာတို့ဖက်ကအဂျင်ဒါမူကြမ်းပြင်ဆင်ထားတဲ့ဟာလေးရှိတဲ့ဆိုမှာကျွန်တော်တို့ပြောတယ်ဆိုတော့ဆရာအစောပိုင်းမှာလည်းဒီဒီထဲမှာဘလို့ပုံစံမျိုး agreement ဟာမျိုးရချင်တယ်လေဆိုတဲ့ဟာမျိုးတွေဆရာနေနဲ့အနေငယ်ဆွေးနွေးထားတာရှိတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ပူရှင်းပြပေးလို့ရမလားဒီအရှိဝိတ်ကနေဘေးအချက်ဘေးအချက်တွေကို ဆွေးနွေးပြီးတော့မှဘောတူညီချက်ရအောင်ဆရာတို့အနေနဲ့ဆန္ဒပြုနေတာလေခင်ဗျာအဓိကကကျွန်တော်တို့မှာ Federal Revolution Government တတိယကြမရှိမရှိသေးဘူးခိုင်မာအားကောင်းတဲ့ Federal တော်လှန်ရေးဆိုရမရှိဘူးတင်း Agreement ရတာပြီးတာ possible မရှိပြီးရင် roadmap မရှိဘူးအဲ့အတွက်ကြောင့်ဒီအစည်းအဝေးမှာအဓိကနံပါတ်၁က roadmap ဒီအသံပြမြေပေါ်အပတ်ပြီးတော့ရန်စုံဆွေးနွေးမယ်ပြီးရင်နေနိုင်ဆုံးဖြတ်တယ်ပေါ့အဲ့ဒါအဲ့ဒီ roadmap မှာနံပါတ်၁က ဒီ federal ချိကံမှုများသဘောတူညီပုံစာချုပ်ရေချော့အောင်ခုပြည်နယ်တွေမှာဘလို့ဒီ federal ဆိုရဘက်ကပြည်တော်စုဆိုရဘက်က federal ဆိုရနဲ့ပြည်နယ်ဆိုရတဲ့ဘလို့အောက်ချုပ်မလဲဘလို့အနာခွဲဝေမလဲကွာဒီအောက်ချုပ်ရအနာတရားစီရင်ရအနာဥပဒေပြုရတရားစာတအခွဲဝေအနာအဲဒီကိစ္စကကြည်ပေါ့ကျန်တဲ့အပိုင်းတွေတော့အများကြီးရှိတာအသေးစိတ်ပေါ့ဒီဒီ federal ချိကံမှုများအမှဆက်လက်ကြတော့ရှိတယ်အဲအဲဒါပြုရပြီဆိုလို့ရှိရင်အဲဒီကောင် agreement ဖြစ်သွားပြီဆိုလို့ရှိရင် federal revolution government 是拉，可以啊，排，一礼拜，一星期，一礼拜可以啊，revolution，federal army 可以啊，我们苏亚西比说，我们开曼阿岛内，怎么多少事，每样那边嘛，苏亚西的，都都，安达蒂那，柬埔寨安达蒂苏亚，苏亚，柬埔寨苏亚共和国，苏亚西的，苏马斯塔西，苏 constitution 西的，罗梅西 legu 西的，我们咧，federal revolution government 西啊，我们 constitution。 နည်းဆုံးအခြေခံမှုသဘောတူညီထားတဲ့ဥစ္စာတခုရှိရမယ်ကန်ဆန်းမယ်ပြီးလို့ရှိရင် Federal Army ဆိုရှိတယ်ပြီးရင်နာ road map ရှိရမယ် plan ပေါ့အဲ့ဒီအဲ့ဒီကိစ္စတွေကိုဖွဲ့စည်းမဲ့ agenda တွေပါတယ်ဟုတ်ဆိုတော့ဒီအဲ့ဒီ gender တွေကလည်းဒီမတမကိုကျွန်တော်တို့နိုင်ငံမှာလိုအပ်နေတဲ့အရေးကြီးတဲ့ချက်ဖြစ်တယ်။သို့တော့တစ်ဖက်မှာဒါပြည်သူတွေတော်တော်များကလည်းအပြစ်ထောက်ခံထားတဲ့ LGBT ဆိုရာဆိုတာလည်းရှိ ပြီးမှသူ့အနေနဲ့လည်းဒီအခုပေါ်လာခြင်းရာစုတွေကို အော်ဆူစီပြီးတော့မှပြုတ်ပြီးပြောင်းလဲမှုတချို့လုပ်မယ်ဆိုတော့ကတိကဝတ်လေးတွေလေးလုပ်နေရတာရှိတော့ဆရာတို့အနေနဲ့ UG ရဲ့လက်ရှိလှုပ်ဆောင်ချက်ကိုတိတ်ပြီးတော့မှရလကောင်းအတွက်မမျှော်လင့်တာကြောင်းလား UG ကတော်လှန်ရေးအစိုးရမဟုတ်ဘူးလားဆရာဆရာတို့ရဲ့သဘောတူညီချက်ဟာမျိုးကလည်းဒီလိုပုံစံမျိုး UG အစားတကိပြည်သူ့ကိုအစိုးရပြုတဲ့တော်လှန်ရေးကိုအစိုးရကိုစားပြုတဲ့အစိုးရဖြစ်စေချင်တာလေဆရာ UG ကကျွန်တော်တူတဲ့မြင်ရဆိုလို့ရှိရင်သူကအဖွဲ့စည်းပုံစံတစ်ခုလောက်ပဲရှိဒီ တနင်္ဂနွေလုံးကိုစားပြုတဲ့ကိုစားပြုဆိုတဲ့လိုလေတနင်္ဂနွေလုံးတွန်းချုံနိုင်တဲ့ခိုင်မာအားကောင်းတဲ့ဆိုရတဲ့မဟုတ်ပြီးလို့ရှိရင်ဘုမွေလင်းပြောရင်အလုတ်ဖြစ်တဲ့အစိမရှိအင်အားမရှိအင်အားဆိုတာပါလဲဆိုတော့ဒီဂရီမပြည့်ဝိတ်မပြည့်ဘူးဥပမာကေရွတာ NUG ကအစိုးရတရဆိုလို့ရှိရင်ဘာနဲ့ဥပမာပေးချင်ဆိုတော့ဘယ်နိုင်ငံရဲ့အစိုးရလဲကျွန်တော်မေးခွန်းပြန်မေးရသူမြန်မာနိုင်ငံတည်းဆိုရဆိုရင်ရှမ်းပြည်နယ်မြန်မာနိုင်ငံလည်းမှရှိတယ်ကရင်ပြည်နယ်မြန်မာနိုင်ငံလည်းမှရှိတယ်ဒါဆိုရင်ရှမ်းပြည်နယ်ကိစ္စ ဖြစ်ပေါ်လာလို့ရှိရင်သူနဲ့ဆွေးနွေးရစပွဲဝိုင်းမှာတိုင်းလေးစကားပြောမှဆိုလို့ရှိရင်မင်းအောင်နိုင်နဲ့တော်လိုင်းရေးဘက်မှာအကဲတူတာခိုင်မာအကောင်နဲ့သူအစိုးရပေါ့အစိုးရတည့်ရတာမှန်တယ်ဆိုလို့ရှိရင်သူနဲ့စပွဲဝိုင်းတိုင်းပြီးတော့ချီကူချီတိုင်းပြီးတော့အလေမာဟိုအတေးအစိုးရခေစားတကူဖြန့်ဖြည်တယ်ပဲပြပြတို့ဒီမဟုတ်စစ်တိုက်တဲ့ခေစားနဲ့နေမျိုးဆုတ်တာပြတတ်တာပြခေစားအခုအဲလိုမှမဟုတ်တဲ့သူက TNL ဟိုတန်းပလောင်အစေးတော့တော့မရှိဘူးဥမာ စကားပြောလို့ရှိရင်သူတန်းပလောင်ဖွင့်နေမြောင်းနိုင်နေဒီတရားဝက်ကြားဝင်ပြီးပြောတယ် KIA ဆိုလည်း KIA နဲ့ပြောရတယ်ဥပမာဆိုလည်းမျိုးကကျွန်တော်ရခိုင်မှာဆိုရင်သူကဘင်္ဂလားဒေ့ရဲ့အင်ဂျင်နဲ့ပြောတာအေးနေပဲပြောရတဲ့နေသားရှိနေတယ်ပေါ့ဆိုလိုတာကအဲ့ဒါကအစိုးရမဟုတ်ဘူးဆိုတာကပေါ်လွင်တယ်ဆိုလိုတာကသူကဒီတနိုင်ငံလုံးတော်လှန်ရေးကိုလွှမ်းခြုံထားတဲ့အစိုးရမဟုတ်ဘူးဆိုလိုတာကဒီတော်လှန်ရေးအတွက်တော့ကျွန်တော်ပြောတော်လှန်ရေးအခုဒီကိစ္စ Federal ဒီဆောက်ဖို့အတွက်ဒီတော်လန်ရေးအခုကျွန်တော်တို့အွန်လိုင်းနဲ့အခုတော်လန်နေကြတော်တော်လန်ရေးကိစ္စမှာသူကတော်လန်ရေးအစိုးရမဟုတ်ဘူး။ဒါကြောင့်ခိုင်မာအကောင်းတဲ့အစိုးရအောင်မရှိမရှိနေတာ။ဆိုရင်ဒါတစ်ဖက်မှာဒါဆရာကတဲ့ UNG ရဲ့ဒီအားနည်းချက်ကိုထုတ်ပြတာမှန်တယ်တစ်ဖက်မှာကလည်း UNG ကိုကိုဝေဖူပေးပြီးမှပေါ်ထွက်လာတဲ့အဖွဲ့အစည်းမျိုးကိုတပ်ပါတီဆိုတဲ့တစိုက်ကပ်ပြီးတော့မှတိတ်လက်မခံချင်ကြတဲ့ဟာအားမပေးချင်ကြတဲ့ဟာရှိတယ်လို့ဟဲ့တဲ့ရပိုင်းမှာလည်းဒါ NRA ဆိုပြီးမှဒေါ်လာရေး Alliance တကူပေါ်ထွက်လာတယ်သို့တော့ဒီ UNG အပေးလေးအင်အားစုရဲ့အနေနဲ့အဲ့ဒီဟာမျိုးတွေကိုတိတ်ကြိုဆိုလေးမရှိတဲ့ဟာကိုကျွန်တော်တို့တရေထားရတယ်ဆိုတော့ဆရာတို့မကြမ်းမှာဝေဖန်မှုတွေများစွာကြုံတွေ့နိုင်တဲ့အနေအထားဖြစ်တယ်ဒါမျိုးတွေတော့ဟောဆရာအနေနဲ့အခုပထမဆုံး interview ဖြစ်တဲ့ခါကျတော့ကြိုတင်ပြမဘာ message ပေးထားချင်တာလဲခေါင်းစဉ်မှာကကျွန်တော်တို့ကအကြံပေးကုန်မတည်ပဲကျွန်တော်တို့ရဲ့ role ကအစိုးရဖြစ်ဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်ပေါ့အစိုးရဖြစ်အစိုးရထဲမှာပါဘူး လုပ်တဲ့လုပ်ငန်းလည်းမဟုတ်ဘူးအဓိကကဒီ EAO တွေကြားထဲမှာ agreement the federal constitution နဲ့ပတ်သက်တဲ့ဒီ federal basic principle federal ချက်ကမူသဘောတူညီချက်နံပါတ်1အဲ့ဒါရပြီးတော့ federal revolution government federal တော်လိုက်ရေးဆိုရအဲ့ဒီ federal agreement ရမှာပဲသူကအစိုးရဖွဲ့အဲ့ဒီ EAO တွေ agreement ဖြစ်သွားတဲ့အတွက်ကြောင့်အားလုံးစိတ်ဝင်နေဖြစ်ကြောင့်သူသူတို့ရဲ့ဒီအချိုးကျပေါ့ပြပြအဲသူတို့ရှိမှာပေါ့ဒီဆွေးနွေးရင်းနဲ့ထွက်လာပြီး ဖက်ဒရယ်အာမေဖက်ဒရယ်တတ်မတော်ဖွဲ့ပြီးတော့ဒီအကောင့်နဲ့ဒေါ်လာရေးတရဖြစ်ပေါ်ဘူးအဓိကရည်ရွယ်တာဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီရာကိုအစပြုဖို့က agreement သဘောတူညီစာချုပ်မရှိဘူးဆိုလို့ရှိရင်နောက်တစ်စစ်ဒီဖက်ဒရယ် revolution government ဒေသတို့ federal constitution ဒေသတို့ဓာရီကဘယ်တော့မှဖြစ်လာစရာအကြောင်းမရှိဘူးကျွန်တော်တို့မြင်တယ်အဲ့ဒီအတွက်ကိုအဓိကလောက်တာဖြစ်တယ်ဟုတ်ဆရာဒါနဲ့ကျွန်တော်တို့တီးထားတာတတိထားမိတာဆရာတို့အနေနဲ့ဒီလာမဲ့ဗန်ဘာလာအတွင်းမှာပထမဆုံးတွေ့ဆုံမှုကို လုတ်ဖို့ပြင်ဆင်နေတာတီးလိုက်ရတော့ဆိုတော့ကျွန်တော်တို့ပြောသလို NUG တိုးကားတောင်မှခက်ခဲခက်ခဲနဲ့တိုင်းရင်းသားတွေကိုရှီရှီယုံနေတဲ့ပုံစံမျိုးနဲ့ပြောဆိုကြတဲ့ဟာဆိုတော့ဆရာတို့အနေနဲ့ဒီဆရာတို့လှုပ်ဆောင်ချက်အောင်မြင်ဖို့အတွက်ဘယ်လောက်ကြည့်ယုံကြည်မှုရှိတယ်လဲအဲ့ဒါလည်းဆွေးနွေးပြပေါ့ခင်ဗျာအထက်ကကျွန်တော်တို့ကတော့တိုင်းသားရက်ကို22ဖွဲ့ကိုတာဖို့တာအစီဝေးရက်ကိုတော့အတိအကျမတမှန်သေးဘူးပေါ့အကျမြင့်တော့တတ်မှတ်ထားတဲ့အကြောင်းကိုစာပို့ထားတယ်အဲ့ဒါအစီဝေးတကယ်ဖြစ် မဖြစ်အထမ်းမြောက်မမြောက်ဆိုတာကတရားဥပဒေဆောင်တွေကဒီပုံမှာမစည်းဝေးလက်တက်မှအစီအွေဖြစ်မှာကိုကျွန်တော်တို့ရဲ့တွန်းအားပေးမှုကဒီအရေးကြီးကြောင်းကိုကျွန်တော်တို့ဖော်ပြပြီးတော့အရှင်းပြတာတယ်ပြီးလို့ရှိရင်ဘယ်လိုလုပ်တည်တယ်ဆိုတာကအကြံဉာဏ်ပြုတ်ကြတယ်ဒီအစီအွေဖြစ်မဖြစ်ကကျွန်တော်တို့ဒီဝင်ပါလာလေမှာတင်ကြမှာပေါ့ဆိုလိုတာကဖျက်ချခံရတဲ့ဥရောပကောင်းဆောင်တွေရဲ့အပေါ်မှာပဲမူတည်တယ်လို့ကျွန်တော်နေနေပြောပြရတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာတို့ဒီစ조사အထုံးမှုကအမတန်ဒါကောင်းမွန်တဲ့ရည်မှန်းချက်ဖြစ်ပါတယ်အောင်မြင်ပါစေလို့ကျွန်တော်တို့ဆန္ဒပြုပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုကိုလိုချင်ပေးတဲ့အတွက်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကိုစလိုက်တော့ဟုတ်ကဲ့